နေခင်း12နာရီနဲ့51မိနစ်အချိန်မှာခွန်ထသမခွန်ပြင်ရရှိတဲ့မြင်ငင်ကြီးဟာအဲကျွန်တော်ဒီဘက်မှာလည်းလှုပ်ခတ်သွားပါအဲလိုလှုပ်ခတ်သွားတဲ့အချိန်ကြောင့်ပဲကျွန်တော်တို့ကိုရောမြတ်ကြီးရဲ့ဥခေါင်းတော်ဟာမြေခပြီးတော့ဒီနေရာမှာဆိုရင်လည်းကျွန်တော်တို့အခွက်ကြီးဖြစ်ကြံခဲ့ပါတယ်။ဟိုးလက်တော်ပေါ်မှာဘဘတို့ငငယ်တော့အတူတူပုံနှံကစားခဲ့ရတာကလေးဘွား ဟောလက်တော်လေဟိုက်ဒီထဲမှာနော်တူးဆိုရင်မမြင်ဘူးဗျအဲ့လောက်တောင်ကြီးမာတာမျက်လုံးတော်ကြီးရဲ့အနှက်ဆန်ကတပိတ်တလုံးအဲ့ပမာဏအလေကအနှက်ဆန်လေအဲ့လောက်တောင်ကြီးမာတာတမန်ချင်းကကျွန်တော်တို့တီထားကိုဝယ်တာ၃နှစ်ကြာတယ်ဗျစတင်တီထားတာကတော့ကျွန်တော်တို့1988ခုနှစ်မှာတီထားကိုဝယ်ပါတယ်နောက်တစ်ခါ1290ခုနှစ်မှာ ကျွန်တော်တို့သုံးနှစ်တီထားရောအပြီးသက်ဟိုဇီလွေကြီးကိုတီထားဖို့ကိုပြီးပါတယ်ခင်ဗျာပြာသူလာကြရင်စတင်တီထောင်တာဆိုတော့အခုကျွန်တော်တို့ကကဆုံအခုနှစ်ယောက်ဝါဇိုဝါကောင်တော်တဲ့ဇင်းကျော်တစားမုံနဲ့တော်ပြာသူဆိုရင်ကျွန်တော်တို့ကနှစ်တရာ လုံးဝတင်းတင်းပြည့်ပါပြီခင်ဗျာကျွန်တော်တို့ဒီမီလောက်ဆိုရင်ကျွန်တော်တို့အခု2025ခုနှစ်မတ်လ28နေ့မှာပေါ့နော်အဲ့ ျွန်တော်တို့တပေါင်းလာွယ်နေဥပုပ်နေလဲဖြစ်ပြန်နော်အဲ့တော့အဲကျွန်တော်တို့ဒီမှာဥပုပ်တယ်တွေလည်းရှိပါတယ်အဲ့တော့နေခင်း72နာရီနဲ့50မိနစ်အချိန်မှာခွန်ထသမခွန်ပြင်ရရှိတဲ့မြင်ငင်ကြီးဟာအဲကျွန်တော်ဒီဘက်မှာလည်းလှုပ်ခတ်သွားပါအဲ့တော့လှုပ်ခတ်သွားတဲ့အချိန်ကြောင့်ပဲကျွန်တော်တို့ကိုရောမြတ်ကြီးရဲ့ဥခေါင်းတော်ဟာမြေခပြီးတော့ဒီနေရာမှာဆိုရင်လည်းကျွန်တော်တို့ အခွက်ကြီးဖြစ်ကြံခဲ့ပါတယ်အခွက်ကြီးဖြစ်ကြံခဲ့တယ်လို့ကျွန်တော်တို့ဥကောင်းတော်ကြီးကလှိမ့်ပြီးတော့ဟိုတိုင်ဟိုဘက်မှာတိုင်နှစ်တိုင်ဒီလေကျိုးသွားခဲ့ရပါပျက်စီးခဲ့ရပါနော်ဥကောင်းတော်ကြီးအကြီးဒီနေရွက်တော်ကငါးဘေးနဲ့ခုနှစ်လက်မှအကြီးရေမမဗျာအဘလောက်ကြီးတော့ဆိုရင်တမိပြောပြမယ်နော်အခုနဟိုဟာလေးကိုလေဟော ဟိုးလက်တော်ပေါ်မှာဘာဘာတို့ငငယ်တော့တူတူပုံနှံကစားကြရတာကလေးဘွားဟောလက်တော်လေဟိုက်ဒီထဲမှာနော်တူးဆိုရင်မမြင်ဘူးဗျအဲ့တော့တောင်ကြီးမာတာမျက်လုံးတော်ကြီးရဲ့အနှက်ဆန်ကတပိတ်တလုံးအဲ့ပမာဏအလေကအနှက်ဆန်အဲ့တော့တောင်ကြီးမာတာတမန်ချင်းကကျွန်တော်တို့တီထားကိုဝယ်တာ၃နှစ်ကြာတယ်ဗျစတင်တီထားတာကတော့ကျွန်တော်တို့1289ခုနှစ်မှာ ဒီထားကိုပဲပါတယ်နောက်တစ်ခါ1290ခုနှစ်မှာကျွန်တော်တို့သုံးနှစ်တည်ထားရအပြီးသက်ဟိုစီဒီယိုကြီးကိုဒီထားကိုကိုပြီးပါတယ်ခင်ဗျအကျွန်တော်တို့စတင်တည်ထားတဲ့အချိန်ကနေစပြီးတော့ဒီနေ့တောင်380ဆိုတော့ကျွန်တော်တို့ဒီနေ့နှစ်တရာပြည့်ပါပြီခင်ဗျာမှတ်တမ်းမှတ်ရရဆိုရင်တော့ပြာသူလကြရင်စတင်တီထောင်တာဆိုတော့အခုကျွန်တော်တို့ကကဆုံအခုနေရော ဝါဇိုဝါကောင်တော်စရဲသင်းကျော်တစားမောင်းနဲ့တော်ပြသူဆိုရင်ကျွန်တော်တို့ကနှစ်တရာလုံးဝတင်းတင်းပြပါပြီခင်ဗျာကျွန်တော်တို့1320ပြည့်ခဲ့တဲ့နေ့စပြီးတော့ကျွန်တော်တို့ကအဲသွန်ဆန်စိန်လောက်ပါနော်တန်ခါအပားကဒီနေ့ချိန်မှာဆိုလို့ရှိရင်နှစ်စဉ်နှစ်တိုင်းကတဘူရဲလာပြင်းနေတိုင်းမှာဆွမ်းဆန်စိန်လောင်းပါတန်ခါအပား650နဲ့900ကျားမှာရှိပါနှစ်စဉ်နှစ်တိုင်းမှာမပြတ်ပါနော် ။ညာအဲ့လိုရှိပါ။အဲ့ဒီလိုပြောရင်ရှေ့ရခိုင်ကဆိုရင်တော့ကျွန်တော်တို့ကိုရမကြီးတီတာကိုးွယ်ပြီးတဲ့နောက်မှာကျွန်တော်တို့က1289ကတဲပါတယ်။1290ခုနှစ်မှာပြီးမြောက်တယ်။ဆရာတော်ဘုရားကြီးကတက္ကရာကမတွေနဲ့3ရက်3ညတိုင်တိုင်ပြောဝဲရှင်ပဲများနဲ့အောင်ပွဲများလဲရှိမ့်ကျင်တဲ့ကျင်းပပေးခဲ့တယ်လို့ကျွန်တော်တို့မှတ်သားရပါအဲ့တော့အဲအဲ့ဒီအချိန်တုန်းကစတာဆိုရင် ျွန်တော်တို့တော်သလင်းလာပြေးနေမှာဆိုရင်ဆွမ်းလောင်းဝဲကျင်းပါချက်ပြီးသားဆွမ်းနောက်တစ်ခါတပေါင်းလာပြေးနေတိုင်းမှာလေကျွန်တော်တို့ကဘုရားပူဇော်ရှင်ပွဲရောက်ပေါ့ဖျားပွဲတော့ကျင်းပါအဲဒီတော့ကျွန်တော်တို့ဆွမ်းဆန်လောင်းဝဲမရှိသေးဘူးအဲဒီနောက်မှာ1304 1320ပြည့်နှစ်ကမှစပြီးတော့ကျွန်တော်တို့ကဆွမ်းဆန်စိန်လောင်းခဲ့တာဟုတ်ကဲ့အဲ့ဒီနေ့ကဥုံနေ့ဖြစ်တယ်လို့ကျွန်တော်တို့ ကျောင်းမှာဥပုသ်တွေရှိပါတယ်ဥပုသ်တွေရှိတော့မပွဲမွေးဆိုတာကျွန်တော်ရဲ့ဟွာလက်ဖြစ်တယ်လို့သူကဒီနေရာမှာတရားထိုင်နေတာပါတရားထိုင်နေတဲ့ခါကျတော့ကျန်တဲ့ဥပုပ်ပြတဲ့ပုံပုံတွေကတော့ဘေးမှာပဲသူကတော့မြေခတဲ့အခါမှာအဲသူကတခါတယ်ကျွန်တော်တို့ ဘွာပြောင်းခဲ့တယ်ပဲပြောပါတော့အဲ့လိုလေးဖြစ်ပေါ်ခဲ့တာမှန်ပါလေခင်ဗျာကျွန်တော်တို့ရှေးဆရာတော်ကြီးများနဲ့မိဘဘိုးဘွားများဒီသာကိုးွယ်တဲ့နေရာမှာဒီကနေ့ငရင်တန်ကြောင့်သာသနာ့ကအဆောင်နဲ့ကိုရမကြီးတို့ဒီလိုပျက်စီးရော်ရဲမြေခါတဲ့ခါကျတော့အားလုံးကကျွန်တော်တို့တကာတကာမှာအားလုံးရဲ့တောင်းရှိရပါဘူး။အဲဒီခါမှာဒီနေ့ခင်းတဲ့အညီပိုမိုခိုင်ခတ်ပိုပြီးတော့တတ်ရတယ်ပိုမိုပြီးတော့ ကြီးညူဝဲဖြစ်အောင်ကျွန်တော်တို့ဝိုင်းပြီးတော့တိုင်ပင်ပြီးတော့မှဒီဩဂရဒွေမူဗနာယေမူစသည်အားဖြင့်အားလုံးအသင်းအဖွဲ့ပုံစံအပြည့်အဝနဲ့ကျွန်တော်တို့တွေဖွဲ့စည်းပြီးတော့ရှေ့ဆက်ပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာကိုရောမြတ်ကြီးကတော့ဥခေါင်းတော်မြေခသွားပြီပေါ့ဇေရီော်ရီလည်းအဲမြေခအချာတယ်ပေါ့ထိုးကြည့်သွားပဲကျွန်တော်တို့ရှင်မြသားချင်းတွေအားလုံးရွာတိုင်းရွာတိုင်းမှာလည်း အဲအင်ဂျီတွေယူလူတွေအသက်ဆုံးရှုံးနေအဲကျွန်တော်တို့တွေဒီရက်တဘာဝဘေးဒဏ်ဖြစ်တဲ့ငရင်တံကိုအတော်ခံစားရပါတယ်ခံစားရတဲ့ကတော့ဆုံးရှုံးမှုတွေဆိုတာကတော့အဲတော်တော်များတယ်လို့ပဲပြောကြပါဘူးအသက်လည်းဆုံးရှုံးနေကျွန်တော်တို့အဆောက်အဦလည်းဆုံးရှုံးနေနော်တော်တော့အားလုံးကလည်းဘာဖြစ်ဖြစ်ဝိုင်းဝန်းတော့ကူညီကြတာပါပဲလို့လည်းမူလနေထားရောက်ဖို့အတွက်ကတော့အတော်ကြီးကြိုးစားယူရမှာဖြစ်ပါတယ် အဲဒါကြောင့်မို့လို့ကျွန်တော်တို့ကရမဲသင်းရဲ့အနောက်ဘက်ရှစ်မိုင်ဝေးပါတယ်မြို့လာရွာကြီးကမြို့ကြီးပြကြီးမဟုတ်တဲ့အတွက်ကျွန်တော်တို့အားလုံးကတောသူတောင်သားတွေပါနော်အဲ့တော့သက်ဆိုင်ရာပုံကူများနေတကွနော်တက်နိုင်သောလူနိုင်တန်းနိုင်ပေးနိုင်ကဲနိုင်သော ပုံကူများ ရှိပါကလည်းကျွန်တော်တို့ဌာနေအရောက်ကို လှမ်းခဲ့ပြီးတော့လာရောက်လှူဒါန်းပေးပါလို့ကျွန်တော်အနေနဲ့လည်းမေတ္တာရပ်ခံနေပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဗျာကြီးနဲ့ပတ်သက်လို့လှူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အဲမန္တလေးတိုင်းရမဲသိန်းခရိုင်ရမဲသိန်းမြို့နယ်မြို့လာကျေးရွာအုပ်စုဒက်ခိနာယာမမဟာမုနိဖရာကြီးပရဝုံအတွင်မှာဒါလှူဒါန်းလို့ရပါတယ်